မာယောင်မြို့နယ်အုပ်ချုပ်ရေးမှူးဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်တဲ့တည်ငြိမ်မှုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းမာယောင်ခရိုင်မာယောင်မြို့နယ်စီမံအုပ်ချုပ်ရေးခွဲဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေသည်ယမန်နေ့ညနေပိုင်းကသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ထို့သူဆောင်ရွက်ခဲ့ရာမာယောင်မြို့နယ်ဝန်ကောင်းကျူရအုပ်စုဝန်ကောင်း ီထံစီရောအောင်မြင် ကိုထူကိုထားဒီလလန်ခင်မုန်းနေဟောင်းချန့်ကြီးရောအဆူရေပေါ်ဟောင်းကြီးရောတွင်နေရုပ်ဆိုင်ခင်စေကောင်းဆိုင်ပြုအောင်မြင်နေမှုအားတောင်းမရှိသူများဖြင့်တွင်စင်ဆောင်ရခဲ့ပါတယ်အဲဒီနောက်မာယောင်မြို့နယ်ဝန်ကောင်းကြီးရောအဆူအောင်မြင်ကြီးရော၌2024 2025ဘန်နာနဲ့ပြည်ထောင်စုခွင့်ပြုရန်မုံငွေ100နဲ့တရမ60နှစ်တန်းဖြင့် PPP နဲ့ ကီကျော်ဟင်းကုမ္ပဏီတို့မှဆောင်ရွက်သည့်စိန်စိန်ရင်သွေးယူခြင်းလုပ်ငန်းပြည်စီမှုအားတောင်းရှိသည်များဖြင့်ကြီးစုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်ရှင်။